မင်္ဂလာပါရှင်ဗန္ဒလိခိတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ငနုံငအအများသာရှုံချီကြမယ်အတိတ်ပဲမဲ့ငင်းချမ်းရီထိုးဆက်ကြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စေယုစုက၎င်းတို့မထော်တနက်ဖန်တီးထားတဲ့ရွှေကောက်ပွဲဆိုတဲ့ထိုးဆက်ကြီးအတွက်ပွဲကြီးပြိသက်ရှာနေပြီဖြစ်တယ်လို့အီရှန်တိုင်းမှာ Davis Committee ဆန်ကရှင်းသားလာခဲ့ပါတယ်။အဲ့ဒီအတွက်ပြင်ဆင်နေတဲ့အနေနဲ့၃ရက်ကြာငင်းချမ်းဖိုရန်ချင်းကိုနေပြည်တော်ရှိအုပ်ချုပ်အုပ်ပိတ်များကြားမှာပြုလုပ်လာခဲ့ပါတယ်။ တက်ရောက်လာကြသူတွေကဆေအုပ်စုမှထိတ်တန်းစစ်ကောင်းဆောင်များတပ်တပံများဌာနဆိုင်ရာကြီးငယ်များနိုင်ငံပါတီများမှကောင်းဆောင်များအခုခါသက်မဝင်တော့တဲ့နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရဲစိုင်းသဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့များတရုတ်အိန္ဒိယရုရှားနဲ့ထိုင်းနိုင်ငံတို့မှပုံကူများဖြစ်ကြပါရည်လက်ရှိမြန်မာနိုင်ငံအခြေအနေကိုထဲထဲဝင်ဝင်မဟုတ်သည့်တိုင်းတာမန်တမန်ကာရှန်ကာများသိရှိခဲ့သူတွေတောင်ရုတ်တိနဲ့ကင်းကွာလာတဲ့ထင်ရောက်ထင်မှားအတွေးခေါ်များသာလို့ယူဆကြမှာလည်းဖြစ်ပါရည်2021စစ်တပ်အာဏာသိမ်းပြီးနောက်ပြည်တွင်းစစ်ကြီးနဲ့ရင်ဆိုင်နေရတာမကစီ းပွားရေးတောက်လျှောက်ကြဆင်းလာမှုပြည်တွင်းမတည်ငြိမ်မှုတွေနဲ့လုံးချလိုက်နေတဲ့နိုင်ငံလေးဖြစ်ပါတယ်ငြိမ်းချမ်းတည်ဆောက်ဖို့ဆိုတာကလည်းလောက်ကွယ်မရှိရွေးကောက်ပွဲဆိုတာကလည်းယုံကြည်ရလောက်တယ်လို့ခေါင်းစဉ်တက်လိုက်ုံနဲ့ပဲမြောင်းနေရောက်သွားပြီဖြစ်တဲ့ညီညွတ်မှုဆိုတာကလည်းမရှိတကယ်တမ်းရှိနေတာက၎င်းတို့ကိုဖြိုလဲဖို့မဟာဗျူဟာရပူပေါင်းနေကြတဲ့တိုင်းဟင်းသားဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့အကြမ်းမှသာဖြစ်ပါတယ်အာနာသိန်းခေါင်းဆောင်မြောင်းလိုင်းကရွှေကောက်ပွဲနဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်တွေဟာအနာဂတ်တည်ငြိမ်နဲ့ဖွံ့ဖြိုးရေးအတွက်လိုအပ်တယ်ဆိုတဲ့စကားလေးပြီးခဲ့တဲ့6လလုံးလုံးပြောခဲ့တာမှထူးခြားမလား ါခင်လက်ရှိအသုံးပြုနေတဲ့မဲအများဆုံးရသူအနိုင်ရတဲ့စနစ်အပြင်အချိုးကျကိုစားပြုစနစ်ကိုလည်းရောနောစနစ်ပုံစံနဲ့အသုံးပြုသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။၎င်းတို့လုံမယ်ဆိုတဲ့ရွေးကောက်ပွဲဟာရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်များမှာပါဝင်မှာမဟုတ်နိုင်ငံရဲ့ကြံတဝက်ခန့်မှာသာလှုပ်ဖို့ရည်ရွယ်ထားပါတယ်။ဒီလိုပြောပြီးတက်ရောက်လာကြသူတွေနဲ့တပ်ပုံတွင်းရိုက်ခတ်ပြီးအခုနှစ်တွင်၃ချိန်မြောက်ဖြင့်ဘယ်လာရုစ်နဲ့ရုရှားကိုသွားဖို့အတွက်ဝယ်ပေးထားတဲ့လေရင်ကြီးပေါ်တက်သွားပါလို့ね။၎င်းတို့ရဲ့စိတ်တော်သည့်မီဒီယာတွေကလည်းငြင်းချင်း foreign ်ကြီးကိုတမန်ကရှန်ကမြသားရှိသားထုံးလွှင့်ခဲ့ကြပြီးကောင်းဆောင်ကြီးရဲ့မြင့်ရှိစေဝါစေယုံသွားတဲ့နဲ့စိန့်ပီတာစဘတ် CY Foreign Keysen ကိုသာအသာပေးဖို့ပြလာခဲ့ပါတယ်ကောင်းဆောင်ကြီးခမရလည်းလူတော်တိုးကျင်ရှာလုံးတော့အဲ့ဒီနိုင်ငံကိုသာသွားလိုက်ပြန်လိုက်နဲ့လုံးလေချားလေနေကြတယ်အခုတည်းလဲအိန္ဒိချင်းအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံတငါမှတရားဝင်ခရီးလာရဖို့ဖိတ်ကြားခြင်းမခံရသေးပါဘူးဒါပေမဲ့ငိမ့်ချင်းဖိုရန်ကိုတရုတ် ဘက်မှတင်ရင်ချင်းယူနန်နဲ့ဘီဂျင်းတက္ကသိုလ်များမှပညာရှင်အပေါင်းလည်းတက်ရောက်လာခဲ့ကြပါတယ်။တရုတ်ဘက်ကတကယ်တမ်းမှရွှေကောက်ပွဲဆိုတာရောငင်းချင်းလုပ်ငန်းစဉ်များပေါ်အယုံကြည်မရှိ၎င်းတို့အတွက်ကတည်ငြိမ်မှုပုံစံတမျိုးမျိုးထွက်လာဖို့နဲ့ဒီအတိုင်းဆက်မသွားဖို့တင်ကြစီမဲ့လမ်းကြောင်းကိုသာစိတ်ဝင်စားကြပါတယ်။တချို့ကဘီဂျင်းကရွှေကောက်ပွဲကိုမင်းရောက်လိုက်ကိုဖယ်ရှားပြီးရုတ်တရက်ရှိရှိလုံလို့တဲ့ခေါင်းဆောင်တယောက်နဲ့အစားထိုးဖို့ကြံရွယ်နေရလို့ပြောဆိုပါတယ်။တရုတ်က2029စစ်စင်ကြီးနောက်ပိုင်းတရုတ်နေဆက်တလျှောက်ရှိနေမြေအမြောင်များကိုတိုင်းသားအဖွဲ့များက သိမ်းယူထားပြီးရခိုင်မှာလည်း၎င်းတို့ရဲ့စီမံကိန်းတွေဒေသတွေကိုအာရခတက်တော်ရဲ့ဝိုင်းခံထားခြင်းဆိုတဲ့နောက်ဆက်တွဲပြဿနာတွေကိုရှင်းဆိုင်ဖြေရှင်းနေရပါတယ်။မင်းရောင်လိုင်းကမင်းကုန်းထဲမှာတရုတ်ပြည်ကိုမတိမတာထင့်နှက်သွားပါသေးတယ်။ငြိမ်းချမ်းဆွေးနွေးရမှာပြည်ပဆက်ဖက်မှုကင်းဝေးရမယ်။တခြားသူတွေရဲ့ဩဇာအလွမ်းမခံရအောင်အထူးတတိထားရမယ်လို့ထည့်ပြောသွားခဲ့ပါတယ်။ပြည်တွင်းရေးဝင်မစဖက်ရဆိုတာကအာနာရှင်တို့ရဲ့လက်သုံးစကားဖြစ်ပြီးမြန်လာရှိုးပြန်ရအောင်တရုတ်တို့ဂျာဝင်ပေးခဲ့မှုနဲ့မြောက်ပိုင်းရှိအကြလတ်နဲ့ကင်ဖွဲ့ရင်း အဆန့်အစံမပြတ်ရှိနေမှုကိုရှင်းညွှန်းခြင်းလည်းဖြစ်နိုင်ပါတယ်။ထိုင်းဘက်မှဒုတိယနိုင်ငံဆိုင်ဝင်ကြီးဟောင်းနဲ့ထိုင်းကြီးတက်စင်ဦးစီးချုပ်ဟောင်းတို့တက်ရောက်ခဲ့ကြတဲ့ထိုင်းနဲ့တရုတ်ကစစ်တပ်အာဏာသိမ်းမှုကြောင့်ထိခိုက်ခံရဆုံးနိုင်ငံများလည်းဖြစ်တဲ့၎င်းတို့တက်ရောက်လာခြင်းကဆင်အုပ်စုရဲ့ရွှေကောက်ပွဲကိုချင်းချက်မရှိထောက်ခံခြင်းမျိုးမဟုတ်ပေ၎င်းတို့ရဲ့လုံခြုံရေးနဲ့စီးပွားရေးအကျိုးစီးပွားအတွက်ရှေ့ဆက်နိုင်တဲ့လမ်းကြောင်းတွေကိုရှာဖွေဖို့တတိကြီးစွာနဲ့တန်တမန်ကြီးရဟန်ချက်ညီအောင်ထင်းကြီးဆောင်ရွက်ခြင်းဖြစ်တဲ့ အဓိကဓာပီစောင်းကြည့်ရမှာကအိန္ဒိယပဲဖြစ်တယ်။အိန္ဒိယကအာနာသိမ့်ပြီးနောက်ဆိုးဆိုးဝါးဝါတွန်လဲစပင်ကောင်းပြီးပတ်သက်လာလို့ဖြစ်တယ်။ဖိုရန်ကိုဝိုင်းရင်တန်တမန်တအုပ်နဲ့သတင်းစာဆင်ဆင်များပြားရောက်လာကြတယ်။ အိန္ဒိယကဆယုံစုရဲ့ရွှေကပွဲကိုလူလူလားလားထောက်ခံလာပွဲရှိရင်အိန္ဒိယရဲ့ electronic မဲပိဆက်ကိုလည်းတုံးလာဖို့ရှိနေဆယုံစုကလည်း၎င်းတို့သုံးပါများနေလို့တနာစရာကောင်းလာတဲ့လက်ပါစီများဖြစ်လာတဲ့လှမောင်ရွှေစောဦးအောင်နိုင်ဦးတို့ကိုလည်းပွဲထုံလာပြန်နေ၎င်းတို့ရဲ့ဂုံတိတ်ခါရီကလည်း2012 2015ခုနှစ်သမရဟောင်းဦးသိန်းစိန်လက်ထက်ငြိမ်းချမ်းလုပ်ငန်းစဉ်အတွင်းမှာပဲကြာဆင်းသွားခဲ့ရပြီဖြစ်တဲ့ပြည်သူပါတီဥက္ကဋ္ဌကိုကိုကြီးနဲ့အတူရွှေကပွဲဝင်မဲ့ပါတီများမှကိုယ်စားလှယ်များလည်းရောက်လာကြတဲ့2015 NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းဒေသက ောင်းဆောင်ဆိုသူတွေကလည်းဒီလိုပွဲမျိုးကိုတက်သားရုပ်ကြီးများပမာမပြတ်မကွက်ရောက်လာကြတယ်ဒါပေမဲ့လေးနှစ်ကြာပြည်တွင်းစစ်ကြီးအတွင်ဒေသခံလူတွေရဲ့ထောက်ခံမှုလည်းမရတော့တဲ့အပြင်တရားဝင်ကိုစားပြုခွင့်လည်းဆုံးရှုံးသွားခဲ့ရသူတွေဖြစ်ပါတယ်ငိမ့်ချင်းဖူရန်ဆိုတာကဆင်းအုပ်စုကိုဖျော်ဖြေမှုတသက်မယိုးမသားစကားလုံးတွေတစားစင်လာရောက်ပြောဆိုကြတဲ့လုပ်ပွဲမျိုးသာဖြစ်ပါတယ်အနောက်တိုင်းတန်ရုံအများစုကိုရှက်သက်တစ်ဘက်ပေါင်းများစွာတူပြီးဖိတ်ခဲ့တော်လဲဝေးဝေးကရှောင်နေခဲ့ကြတဲ့ဆင်းအုပ်စုကခန့်ညံ့အကွက်များနဲ့ဒီလိုပွဲမျိုးကိုအမြဲလိုထားထ ာလုတ်တက်တော့လဲအခွင့်အရေးသမားတွေထဲမှာပဲခဏနုံခန့်အားရိကသာကောင်းကျိုးတစ်ခုတလေပါနိုင်နေလို့တွေးနိုင်နေပွဲမျိုးလည်းဖြစ်ပါတယ် ညီမြပင်ပွဲများထထလုံနေစေကမူပြည်သူများစုပေါ်စစ်ပွဲဆင်နွှဲနေခြင်းပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ခုအတွင်းမဲဆန္ဒရှင်များတခဲနဲ့မဲပင်ရွေးချယ်ခဲ့တဲ့ပါတီကြီးတွေကိုပြစ်သိမ်းပစ်ခဲ့ပြီး၎င်းတို့ရဲ့ရွေးကောက်ပွဲဆိုတာကိုပြည်ရင်းပြည်ပမှာမြည်သူတအုပ်တယောက်ကမှရှုံချကြမှာမဟုတ်တဲ့ပွဲလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့မင်းလာမှာဒုတိယပုံမူကြီးများပါဝင်စစ်ကောင်စီရရှိခြင်းလေးဦးတိုက်ပွဲတွင်တင်ဆောင်ပြီးနောက်စစ်ကောင်စီကတမ66တမများကိုနေမြေရှင်းလင်းခိုင်းနေပြီးတမ66တမမူကျော်စိုးလင်းကိုစစ်စင်ရေးတာဝန်ပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းမင်းလာမြို့နယ်မှာဒုတိယပုံမူကြီးများအပါဝင်စစ်ကောင်စီရရှိခြင်းလေးဦးတိုက်ပွဲမှာတင်းဆောင်ပြင်းအောင်စစ်ကောင်စီကတပ်မ66တပ်တွေကိုနေမြူရှင်းလင်းစင်လို့နေကြောင်းတပ်တရင်ရင်းမြစ်တွေနဲ့တွန်လိုင်းတရင်ရင်းမြစ်တွေကပြောပါတယ်။ဇွန်လ16ရက်နေ့ညနေ4:00နာရီမင်းလာမြို့နယ်အုတ်တွင်းရွာနီးရှိစံဖက်စတန်ရဲ့စစ်ကွင်းတာဆောင်စစ်စင်းဂိတ်ကိုတွန်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာအဲ့ဒီတိုက်ပွဲတွင်စံဖက်စတပ်ပမာတာယောင်နေခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယပုံမူကြီးဇော်မျိုးဝင်းအုပ်ပုံမျိုးနယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တင်ပုံမူဖြုံမင်းဦးတာယောင်ဝရီခရိုင်ခရိုင်ဒုတိယရဲမှုကြီး ိုးခိုင်မဲလာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တင်ဘုံမူးရှန်နိုင်အောင်ပါဝင်စစ်တပ်ဘက်မှ20ဦးထပ်မံတည်ဆောင်ခဲ့ပါတယ်။အဲဒီလိုတည်ဆောင်ပြီးရနောက်ဘုံမူးကျောင်းကျော်စုံလင်းကိုနေပြည်တော်စေယုံကမဲလာမြို့နယ်ခလာရတက်ကိုဆင်းလွှတ်ချေပြူပြီးစစ်ကြောင်းများနဲ့မဲလာမြို့နယ်အတွင်းရှိပဲခူးရုံမှဆက်စင်ရင်နဲ့နေမြင့်ရှင်းလင်းလှုပ်ဆောင်ခိုင်ကြောင်းစစ်ကြောင်းတစ်ခုလင်းစစ်အင်အား900နဲ့စစ်ကြောင်း3ခုကိုတမ66တမမှုဘုံမူးကျောင်းကျော်စုံလင်းကစီမံကုတ်ကဲပြီးစစ်ကြောင်းထိုးခိုင်းနေကြောင်းသိရပါတယ်။ PDF အခြေပြုရွာဆိုရင်ဘာမှမချန်တဲ့အကုံရှင်းဆိုပြီးဘုံမူးကျောင်းကျော်စုံလင်းကအမိန်ပေးတဲ့ နောက်ပြီးရွာတွေကိုမိရှုတင်နာပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းတက်ခိုက်တာတွေလည်းတောက်လျှောက်ရှိနေပြီးမင်းလာကိုနေမြေရှင်းလင်းမှုဆစ်စင်ရေးလုပ်နေတာလို့စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်လက်ရှိတမ66တမမှုမှာပုံမှုချုပ်ကျော်စိုးလင်းဖြစ်ပြီးစစ်တပ်ကတော့ပတ်စဉ်41စင်ဖြစ်ကြောင်းသိရပါတယ်တမ66တမမှုကတော့ကျော်စိုးလင်းပါပဲမင်းလာတာဆောင်တိုက်ပွဲမှာတလောကမက်ဆီကြိုက်သွားတယ်ဒုတိယပုံမူကြီးတွေပုံမူတွေကကမ္ဘာစာ76ဘရောင်းတက်နေတဲ့က၄ဦးစလုံးကအဲ့ဒီလိုသိရပါတယ်လို့စီရီယံပူကြီးစင်ရောကပြောပါတယ် မင်းလာမျိုးနဲ့မှာနေမြေရှင်းလင်းမှုမပြုလုပ်နိုင်ပါကစစ်ကောင်စီက၎င်းရင်ရှာသူမှအနာပိနိုင်တဲ့အထိအရေးယူမယ်လို့တမ66မှာစစ်ရာရှိတွေကိုဖိအားပေးထားကြောင်းဒါကြောင့်တမ66တမမှုပုံမှုချုပ်ကိုရိုင်းစစ်စင်နေမြေတွင်းရှိခလာယာတက်မှာအခြေပြုပြီးစစ်ကြောင်းများကိုစီမံခန့်ခွဲကုတ်ကဲနေရခြင်းဖြစ်ကြောင်းသိရပါတယ်။အခုနောက်ပိုင်းစစ်ကောင်စီထိပ်ပိုင်းကနေမြေတွေကိုပြန်ရဖို့တာဝန်ပေးတဲ့အခါမှာမရှင်ကြဆုံးရင်ရှာသူဖြုတ်မယ်ဆိုတာမျိုးတခါလေးရှာစတနာပေးတာပါနေမြေတွေတည်းစင်ခိုင်းပြီးစစ်စင်ရေးကိုကုတ်ကဲခိုင်းတဲ့ဒါကနည်းနည်းပြောင်းလဲသွားတဲ့မဟာဗျူဟာ လို့ပြောလို့ရတယ်လို့တပ်သတင်းရင်းမြစ်တွေကဆက်လက်ရှင်းပြပါရယ်မင်းလာချေဆိုင်တော်လိုင်းသတင်းရင်းမြစ်တွေကလည်းစစ်ကောင်စီကမင်းလာမျိုးနဲ့အတွင်းကိုအလုံးရင်းနဲ့ထိုးစစ်ဆင်နေရမှာကျင်းရွာဆဲကုနီးပါးကိုလည်းမိရှုဖြက်စီခြင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခြင်းပြည်သူများကိုတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေကြောင်းပြောဆိုပါရယ်မင်းလာရဲ့စင်ရေးချီနေကအရှမ်းကိုတင်းမာနေတဲ့ပြည်သူတွေလည်းထောင်ထဲချီဆစ်ဆောင်နေရတယ်အခြေအနေကအရှမ်းဆိုးတယ်လို့မင်းလာမျိုးအခြေဆိုင်တော်လိုင်းသတင်းရင်းမြစ်တွေကရှင်းပြပါရယ်အစံဖက်စစ်ကောင်စီကဇွန်လ19ရက်နေ့ကစတင်ပြီးမင်းလာမျိုးနဲ့အတွင်းကိုစစ်ရင်အလုံးရင်း င်းနဲ့စစ်ကြောင်းထိုးလာပါရယ်နောက်ထပ်တပုတ်အနေနဲ့စစ်ရှုံးနေတဲ့စစ်ကောင်စီကဆင်အာနာရှင်စနစ်တက်ဆိုးရှည်ဖို့ငြိမ်းချမ်းရေးတစိုက်ကပ်ပြီးအတူရောင်ရွှေကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေရလို့ PNFC ဥက္ကဋ္ဌပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်စီပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ်ဆိုတာကဆင်အာနာရှင်စနစ်တက်ဆိုးရှည်ဖို့ငြိမ်းချမ်းရေးတစိုက်ကပ်ပြီးတရားမဝင်အတူရောင်ရွှေကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းမှုသာဖြစ်ကြဖို့မြို့သားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါရယ်အာနာသိန်းကောင်စီဗိုလ်ချုပ်မှုကြီးမြောင်လိုင်က2025ခုနှစ်ဒီဇင်ဘာလနဲ့ဇန်နဝါရီလမှာရွှေ ကပွဲကျင်းပမယ်လို့ပြောဆိုသလိုဇွန်လ25ရက်မှ29ရက်ထိနေပြည်တော်မှာကျင်းပခဲ့တဲ့စစ်ကောင်စီရဲ့ငြိမ်းချမ်းဖိုရမ်မှာလည်းစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့နိုင်ငံရေးပါတီတွေကရွှေကပွဲကျင်းပနိုင်ဖို့အလေးပေးပြောဆိုခဲ့ပါတယ်။ငြိမ်းချမ်းတစိုက်ကပ်ပြီးတော့တရားမဝင်အတူရောင်ရွှေကပွဲလုပ်ဖို့ကြိုးပမ်းတာဖြစ်တဲ့စိတ်ကောင်းချိတ်ပြီးခွေးသားရောင်းတာဖြစ်တဲ့ပါဝင်ပတ်သက်သူတွေကလည်းဒီကိစ္စကိုတည်တည်နဲ့ဝိုင်းလုံကြတာအဓိကဆက်အာနာရှင်စနစ်သက်ဆိုးရှေဖို့လုပ်တာဖြစ်တဲ့တာကိုဝိုင်းလုံနေကြတယ်။အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ်အဓိကဆက်အာနာရှင်စနစ်ထပ်ပြီးသက်ဆိုးရှေ ှိသွားအောင်အခုဖြစ်နေတဲ့စစ်ကောင်စီကစစ်မျက်နှာပေါင်းစုံမှရှုံးသက်ရှုံးလာတဲ့အခါကျတော့ငြိမ်းချမ်းကောင်းစင်တက်ပြီးလှုပ်တာပေါ့လို့ဆိုပါတယ်။စီးရေးနိုင်ငံရဲ့ဖက်ဖက်ကအထိနာနေတဲ့စစ်ကောင်စီကရွှေကောက်ပွဲကျင်းပပြီးထွက်ပေါက်ရှာဖို့ကြိုးပမ်းလျက်ရှိသလိုစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်သူတွေကလည်းရွှေကောက်ပွဲကျင်းပမှဖြစ်မယ်ဆိုတဲ့လိဒံတွေကိုဇွန်လနောက်ဆုံးပတ်မှာကျင်းပတဲ့စစ်ကောင်စီရဲ့နေပြီးတော့ငြိမ်းချမ်းဖူရံမှာဆွေးနွေးပြောဆိုမှုတွေပြုလုပ်ခဲ့ကြတဲ့အခြေအနေပေါ့။တော်လိုင်းအင်အားစုတွေကပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။ ကရင်မျိုးသားစည်းရုံး KNU ပြောရေးဆိုခွင့်ရှိသူဗရုစောတော်နီကလည်းစစ်ကောင်စီနဲ့ပူးပေါင်းနေသူတွေကရွေးကောက်ပွဲလုပ်ဖို့ပြောဆိုနေသူတွေပေါ်တာကလည်းဖောက်ပြန်နေသူတွေပဲပြောနေတာအများစုတွေ့နေရတယ်လေလို့ပြောပါရယ်။ရွှေကပွဲကိုတဆူတို့လောက်ဆောင်ပါကရလက်အစိုးတာကြောင့်ရမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူကတတိပီပြောကြားထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်